မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမအဆုံးတစ်ပုတ်အနေနဲ့ MNDA တက်တွင်လာရှုမျိုးပေါ်ကနေအပီးတိုင်းဆုတ်ခွာနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးပေါ်ကနေ MNDA ကိုကန့်တက်တွင်ဆုတ်ခွာပေးနေပြီးလာမယ့် AB လ22ရက်နေ့မှာစစ်ကောင်စီနဲ့အလွဲပြောင်းလုပ်ဖွဲ့ရှိရလို့လာရှုမျိုးကန်တွင်ကသတင်းဌာနကိုပြောပါရယ်။လက်ရှိမှာမျိုးပေါ်က MNDA ရဲ့လောက်ကအုပ်ချုပ်ရေးရုံးချုပ်ကိုပိတ်လိုက်ပြီးလို့လုံခြုံရေးအမိမဖော်လို့တဲ့လာရှုမျိုးကန်တအုပ်ကပြောပါရယ်။လူတိုင်းကတော့ ဧပြီလ22ရက်နေ့ကိုစောင့်ကြည့်နေကြတယ်သူတို့ကရွှေတာကတော့ရွှေနေကြတယ်ဒါပေမဲ့မြို့ပပတ်လေးမှာ MND တက်ကအထိုင်ချထားတယ်သူတို့ကမြို့ပေါ်စနစ်ရက်ွက်ကပဲဖယ်ပြီးတာရက်ွက်လေးအုပ်ချုပ်ရေးယုံကတော့မရှိတော့ဘူးပိတ်သွားပြီရက်ွက်တေးအုပ်ချုပ်ရေးယုံကတော့မပိတ်သေးဘူးရော်ကြီးကိစ္စတွေရှိနေသေးလို့လို့ပြောတယ်ကျန်တဲ့ရက်ွက်ရေးအုပ်ချုပ်ရေးယုံတွေကလည်းဧပြီလ18ရက်နေ့မှာပိတ်တော့မယ်စက်ကောင်စီဘက်ကလူတွေလာတဲ့အချိန်မှာလက်လွဲပေးလိုက်တယ်လို့ပြောပါတယ် အလွဲပြောင်းမလို့သေးခင်လာရှုမျိုးမှာ MND ဆက်ဆိုင်ရုံနဲ့ရဲတပ်ဖွဲ့လောက်တန်းကြံခဲ့မှာဖြစ်တယ်လို့နောက်ထပ်လုံခြုံရေးအမည်မဖော်လို့တဲ့ဒေသခံတအုပ်ကပြောပါရယ်အရွှေပြောင်းနေတော့လုံနေကြပြီးတင်စရာရှိတာအကုန်သေးတဲ့တက်နဲ့ဆိုင်နဲ့ဟာရီအကုန်သေးတဲ့ MND ကပြောထားတာကဆက်ဆိုင်ရုံရင်ရှင်ရင်ကြံခဲ့မယ်တဲ့ MND ထိပ်ပိုင်းကောင်းဆောင်ရင်းနဲ့နီးစပ်သူတအုပ်ကတော့ MND တက်တွေမျိုးပေါ်ကနေစုတ်ခွာပြီးရနောက်စစ်ကောင်စီကိုကန်တက် MND နဲ့တရုတ်ကိုစလဲရီပေါင်းပြီးရှုံးထိုင်မြေအခြေအနေရှိတယ်လို့သတင်းဌာနကပြောပါရယ် MND တက်တွေကမျိုးပေါ်ကနေစုတ် က်ခွာပေးမှာဖြစ်ပေမယ့်မြို့နယ်သုံးမိုင်ကွာလောက်မှာဆက်ပြီးနေရာယူထောင်မှာဖြစ်တယ်လို့လည်း MNDE နဲ့နှိစက်တဲ့ဒေသခံတွေကပြောပါရတယ်။ ဒါနဲ့ပတ်သက်လို့ MNDA ကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးသလို MNDA တပ်ဖွဲ့ပြောခွင့်ရသူကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမေဖုန်းလက်ခံဖြေကြားတာမျိုးမရှိပါဘူး။ငင်းချင်းကြီးစောင့်ကြည့်လိလာသူတအုပ်ကတော့ MNDA တပ်တွေလာရှုမျိုးပေါ်ကနေစုခွာပေးဖို့အတွက်ကုမင်းဆွေးနွေးပွဲမှာသဘောတူခဲ့ကြတယ်လို့ပြောဆိုထားပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDA ဘက်ကပါတရားဝင်ထုတ်ပြန်ပြောဆိုတာမျိုးမရှိကြပါဘူး။ ။လာရှုမျိုးကနေ MNDA တက်တွေစုံခွာတာကိုဒေသခံတွေအကြားဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ကတိုင်းသားလက်နက်ကင်တက်တွေထိန်းချုပ်ရမျိုးရွာတွေကိုအမြဲလိုလိုပုံကျဲနေတာကြောင့် MNDA ကပြည်သူတွေကိုငင့်ညာပြီးအခုလိုစုံခွာပြလိုက်တာဖြစ်နိုင်တယ်လို့ဒေသခံတောင်းကပြောပါတယ်။ကိုကန့်တဲ့ MNDA က2029စစ်စင်ကာလဖြစ်တဲ့2024ခုနှစ်ဩဂုတ်လမှာလာရှုအခြေဆိုင်စစ်ကောင်စီရဲ့အရှိမြတ်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးလာရှုမျိုးကိုပါထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ။ဆက်လက်ပြီးဝက်လက်မြွနယ်တစ်ဆိုင်ချင်းရွာစည်းကမ်းကိုစစ်ကောင်စီတပ်ကတကြံတက်နေလင်းရင်နဲ့ပေါင်900ပုံတင်းချမှုကလေးတအုပ်ပါဝင်ပြည်သူလူထုတည်ဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြွနယ်အရှိချမ်းတစ်ဆိုင်ချင်းရွာစည်းကမ်းကိုပြမှတ်ထားကအကြံဘတ်စစ်ကောင်စီကပေါင်900ပုံတင်းချတိုက်ခိုက်ခဲ့ပြီးအသက်9နှစ်အရွယ်ကလေးတအုပ်ပါဝင်ပြည်သူလူထုတည်ဆုံးကြောင်းပြည်သူအစီကံတော်လိုင်းတအုပ်မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ အေဘီလာ16ရဲ့တကြံအတက်နေ့နေ့လယ်တနင်္ဂနွေမိနစ်40ကဝက်လက်မြို့နယ်အရှိအချမ်းစီသစ်စိန်ကျေးရွာစီဘေကံကိုပြစ်မှတ်ထားပြီးအကြမ်းဖက်ဆက်ကောင်စီရဲ့တတအုပ်လီတပ်မှတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ပေါင်900ပုံတီတလုံးချင်းချတိုက်ခိုက်ခဲ့ရာစီကံအနောက်ဘက်ရှိနေအိမ်တွေကိုကျရောက်ပောက်ကွဲပြီးအသက်9နှစ်အရွယ်ယောက်ျားလေးတအုပ်ပါဝင်၄ဦးတည်ဆုံးပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ကျဲသွားတာကတလုံးပဲကျသွားတာဒါပေမဲ့ပေါင်900ပုံနဲ့ချသွားတာစီကံကိုပြစ်မှတ်ထားပြီးကျဲသွားတာအိမ်နှလုံးပျက်စီးသွားတဲ့ဒဏ်ရာရတာက6ယောက်ရှိရဲ့တအုပ် ဦးကဆိုရင်ရတယ်၄ဦးကတည်သွားပြီးအသက်၅နှစ်အရွယ်ယောက်ျားတစ်ယောက်တည်နေတဲ့မှာပါတယ်ကျွန်တော်တို့ဖွဲ့ရင်းရောက်ပြီးကုညီကယ်ဆေးတွေလုပ်ပေးနေရလို့ပြည်သူအစီကံတော်လိုင်းတောင်းမှတာဝန်ရှိသူတောင်းကပြောပါတယ် ဒီကနေ့တကြံအတန်းဒီမှာကရင်ပြည်နယ်ကွန်ကရစ်စကိုင်းတိုင်းအရတော်မြို့နယ်နဲ့ဝက်လက်မြို့နယ်ပါဝင်နိုင်ငံတော်လုံးမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်အဟုန်နဲ့ဆောင်ရွက်နေကြောင်းသိရပါတယ်။စစ်ကောင်ဆောင်ကိုအာဆီယံကောင်ဆောင်များတွဲဆောင်ဆွေးနွေးမဲ့ပေါ် NUG, KNU, KNPP, CNDF, APSDN နဲ့တော်လိုင်းအင်အားစုများကန့်ကွက်တဲ့အကြောင်းဆက်လက်တင်ဆက်ပေးပါမယ်။တကယ်ကကုညီချက်လို့လုပ်တာပဲ။ဒါပေမဲ့လုံရက်ကလွဲမတဲ့အခါကျတော့ကုညီရမရောက်ပဲမြန်မာပြည်သူတွေကိုပို့ပြီးတော့ဒုက္ခပေးရရောက်တယ်လို့ NUG ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။အပြစ်မဲ့ပြည်သူတွေ ကိုမြန်မာနှစ်တစ်ကိုအခါကာလမရှောင်နေ့စဉ်ရက်ဆက်ပြစ်ခတ်တပ်ဖြတ်နေတဲ့စစ်ကောင်ဆောင်ကိုအာဆီယံကောင်ဆောင်တွေကတွဲဆောင်ဆွေးနွေးမဲ့ပေါ်များစွာအထူးစိုးရိမ်မကင်းဖြစ်မိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လိုင်းအင်အားစုတွေကပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်စစ်ကောင်ဆောင်မင်းရောင်လိုင်းနဲ့အာဆီယံကောင်ဆောင်တွေတွဲဆောင်ရရှိတဲ့သတင်းနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကရင်အမျိုးသားစီယုံ KNU ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP ချင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDM အမျိုးသမီးများအဖွဲ့ချုပ်မြန်မာ ာနိုင်ငံ WLB ရိုဟင်ဂျာလူမျိုးရေးညွန်ပေါင်းဖွဲ့ FRC နဲ့အမည်မဖော်လိုတဲ့အင်အားစုတွေကဒီကနေ့ပူးတဲ့သဘောထားကြီးညာချက်ထုတ်ပြန်ပါတယ်မြန်မာပြည်သူတွေကိုစာနာထောက်ထားမယ်မြန်မာပြည်သူတွေအတွက်ကူညီပေးခြင်းနဲ့ဆိုတဲ့စိတ်ဆန္ဒနာကိုကျွန်တော်တို့ကတံပိုးထားတယ်ဒါပေမဲ့လောက်ရက်တွေလွဲနေတော့မြန်မာပြည်သူတွေကိုတကယ်ကူညီရမရဘူးတကယ်ကကူညီချင်လို့လာလို့တာပဲဒါပေမဲ့လောက်ရက်ကလွဲမတဲ့ခါကျတော့ကူညီရမရပဲမြန်မာပြည်သူတွေကိုပို့ပြီးတော့ဒုက္ခပေးရရောက်တယ်လို့ NUG ဝန်ကြီးချုပ်ရုံပြောရင်းဆိုခွင့်ရှိသူဦးရီဖုံးလက်ကပြောပါတယ် စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့အာဆီယံကောင်းဆောင်များအခုရက်ပိုင်းတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံကြပြီးငလင်းဘေးဒဏ်သင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးကိစ္စတွေကိုဆွေးနွေးကြမယ်လို့သိရပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့အာဆီယံကောင်းဆောင်များထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမယ်လို့ပြောကြားထားပါတယ်။ခွဲခြားဆက်ဆံမှုနဲ့ပတ်လိုက်မှုကင်းတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုင်းပြည်နယ်နိမိတ်စုစုပေါင်းရဲ့၂၀နှစ်ရာခိုင်နှုန်းကိုသာစိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်တဲ့စစ်အုပ်စုထံတိုင်းရိုက်ဆက်ဆံပေးခြင်းမဟုတ်ပဲ ်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားတော်လိုင်းအင်အားစုတွေကထိန်းချုပ်စီမံအုပ်ချုပ်ထားတဲ့နေမြေတွေရှိပါဝင်ပတ်သက်သူအစုအဖွဲ့တွေအားလုံးနဲ့ချိတ်ဆက်ပြီးထောက်ပံ့ဖို့လိုအပ်ကြောင်းထပ်ပါတော်လိုင်းအင်အားစုတွေကထောက်ပြပါရယ်စေအုပ်စုက authorized person မဟုတ်ဘူးဗျသူတို့ကိုမြန်မာလူထုကတိုင်းပြည်ကိုအုပ်ချုပ်ဖို့ခွင့်ပြုထားတဲ့သူမဟုတ်ဘူးမြန်မာနိုင်ငံမှာသူ့အပြင် NUG အပါဝင် legitimacy ဖြစ်နေတဲ့တိုင်းသားတော်လိုင်းအဖွဲ့တွေရှိတယ် သူ့ကိုတချို့ကိစ္စတွေဆောင်ရွက်ဖို့လိုကောင်းလိုမယ်။သူတယောက်တည်းနဲ့ not and not မလုံးလောက်ဘူးဆိုတာကိုကျွန်တော်တို့ကအဓိက highlight လုပ်တဲ့ NUG ပါဝင်တိုင်းသားတော်လိုင်းဖွဲ့တွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့လိုမယ်။ဒါကအရေးကြီးရဲ့လို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကပြောပါရတယ်။ဒါအပြင်အာနာသိန်းစစ်အုပ်စုက အာဆီယံရဲ့ပုံသဘောတူညီချက်၅ချက်ပါအခြေခံအချက်တစ်ခုဖြစ်တဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ရေးဆိုတဲ့မူအပြင်အာဆီယံဖွဲ့ဝင်နိုင်ငံများရှေ့မောင်မှာလိုက်နာဖို့သဘောတူညီခဲ့မှုကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့တရားခံလေးဖြစ်ကြောင်းတော်လိုင်းဖွဲ့တွေကပြောပါရယ်အာဆီယံကောင်ဆောင်များအနေနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများကိုခွဲခြားဆက်ဆံမှုမရှိပန်းမလိုက်ပဲ humanitarian principal နဲ့အညီထိရောက်စွာအကူအညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ရမှာစစ်ကောင်စာမင်းရောင်းလိုက်မှာတက်စင်ပြည့်ရခြင်းကိုသာပြုလုပ်ပါကလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကနိုင်ငံရေးအလွဲသုံးချမဲ့အန်ဒီရဲ့ကိုမလွဲမသွေကြုံတွေ့ရမှာဖြစ်တာကြောင့်စေအောင်စုမှာတက်စင်သာပြည့်ရခြင်းကိုတော်လိုင်းအင်အားစုတွေအနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ပါတယ်။ မြန်မာပြည်သူတွေကိုကူညီခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့မင်းအောင်လိုင်ကိုတရားဝင်မှုပေးတာမျိုးမင်းအောင်လိုင်ကိုအကူအညီပေးတာမျိုးဖြစ်သွားရင်မြန်မာပြည်သူတွေကိုကူညီရမယ့်အပွဲဒုက္ခရောက်နေတဲ့ပြည်သူတွေကိုပို့ပြီးတော့ဒုက္ခတွေနဲ့နှက်အောင်အဲ့ဒီလူတွေကပါပူပေါင်းဆောင်ရွက်တဲ့ပုံစံဖြစ်သွားမှာဒါကိုတတိထားဖို့လိုမှလို့ဥနေပုံလက်ကမှတ်ချက်ပြုပါရယ်လူသားချင်းစာနာထောက်ထားမှုပြီးချင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရမှာဆေးရုံစုနဲ့ထိတွေ့ဆက်ဆံခြင်းနဲ့တိုင်းရင်ဥတီထောက်ပံ့နေခြင်းတာမကအမှန်တကယ်ထိခိုက်ခံစားနေရတဲ့တဘာဝဘေးစစ်ဘေးတန်မြန်မာပြည်သူတွေထံကိုအကူအညီပေးရေးအစီအစဉ်များတိုင်းရင် ောက်ရှိစေနိုင်ဖို့သက်ဆိုင်သူတွေအားလုံးနဲ့လုပ်ငန်းစဉ်တရချိတ်ဆက်ဆောင်ရွက်သွားဖို့အထူးပင်လိုအပ်ကြောင်းတော်လိုင်းအင်အားစုတွေကတိုက်တွန်းပါတယ်။အဒီနောက်စစ်ဘေးဒဏ်နဲ့မြင်းငလင်တဘာဝဘေးဒဏ်ကြောင့်အထူးဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကုညီထောက်ပံ့ရင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရေးတကြီးဆောင်ရွက်ရမယ်ကာလမှာစေအုပ်စုကတဖက်သက်ဦးစီးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာကလည်းမြမအရေးကိုဖြည့်ရှင်းနိုင်မယ်ဦးစားပေးလုပ်ငန်းစဉ်မဟုတ်ကြောင်းပူးတွဲထုတ်ပြန်ချက်ပါတော်လိုင်းအင်အားစုတွေကထက်လောင်းအသိပေးတယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။